ပခုတ်ကူကြက်တော်နေဈေးကွက်အတွင် နိုဝင်ဘာလကုန်ပိုင်းမှာကျက်သွန်နီအဟောင်းတပိတ်တာကျက်300ခန့်ဈေးနှုန်းမြင့်တက်လာပြီးမိုးကျက်သွန်တင်များစတင်ဝင်ရောက်လာကြောင်းသိရပါတယ်။ပခုတ်ကူကျက်သွန်နီဈေးကွက်အတွင်းနိုဝင်ဘာလတတိယပတ်ထိတပိတ်တာ800ကျက်ခန့်သာအမြင့်ဆုံးပေါက်ဈေးရှိခဲ့ပြီးလကုန်ပိုင်းတွင်ဝယ်လက်များလာခြင်းနှင့်ကုန်ဝင်နေခြင်းများကြောင့်တပိတ်တာ1100ကျက်ထိပေါက်ဈေးရှိကြောင်းသိရပါတယ်။ပခုတ်ကူကျက်သွန်ဈေးကွက်သို့ပိတ်တာချိန်1500ကျော်ဝင်ရောက်သည့်နိုဝင်ဘာလ30ရက်နေ့မှာ ဂျွန်သေးတပိတ်သာ300 900ကျပ်ဂျွန်သေးတပိတ်သာ300မှ900ကျပ်ဂျွန်လက်တပိတ်သာ600မှ800ကျပ်နဲ့ဂျွန်ကြီးတပိတ်သာ900မှ1100ကျပ်အထိပေါက်ဈေးရှိကြောင်းသိရပါတယ်။ရန်ကုန်သမားပြန်ဝဲတော့ဈေးတက်လာတဲ့တောင်သူလက်ကျန်ကတော့နည်းပါပြီ။အသစ်ပေါ်ခါနေတော့ပြီးခဲ့တဲ့လလယ်ပိုင်းမှာတရက်ကိုပိတ်တာချင်းသိန်းခန်းဝင်ထားတဲ့မိုးတစ်နည်းနည်းပပဆာဝင်နေထိဆရီပါလာရင်တော့ဈေးပူရမှာပါလို့ပခုတ်ကူမျိုးမှစက်သွန်ရောင်းဝယ်ရေးလောက်ကိုက်သူတူကပြောပါရီ